တစ်ခက်ကဘာလို့ဆိုကျေးဇူးတိဖို့ခက်တယ်ကျေးဇူးတွေရှိနေပါရဲ့နဲ့သူကျေးဇူးကိုမတိကြဘူးတိဖို့ခက်လိုက်တာကျေးဇူးမတိတဲ့လူကလူမိုက်လူညက်ပါပဲကျေးဇူးတော့တိပါတယ်ဟောသူကျေးဇူးတွေကျွန်တော်မှရှိတယ်ဗျာကျေးဇူးတော့တိပါတယ်သို့တော့အဲ့ဒီတိတဲ့ကျေးဇူးကို ထုတ်ပြောဖို့ခက်ပြန်နေတဲ့နောက်တစ်ခက်ကယေရှုကိုထုတ်ဖို့ပြောဖို့ခက်မပြောချင်ဘူးပြောလိုက်ရင်သူယေရှုတွေပေါ်သွားလိမ့်မယ်တိတ်တိတ်ကလေးဖုံထားတယ်ပြောဖို့ခက်တယ်သူယေရှုကိုသိဖို့ခက်တယ်သိပြန်တော့လဲပေါ်ပြောဖို့ခက်တယ်ပြောပြန်တော့လဲဆက်ဖို့ခက်တယ်တချို့ကပြောတော့ပြောပါရဲ့သူယေရှုတွေရှိတဲ့အကြောင်းလေးတော့ပြောပါရဲ့ ပြန်တော့မဆက်ဘူးတဲ့အဲ့ဒီအခက်သုံးမျိုးရှိပါတယ်ကြောင့်မလို့သူယေရှုကိုတိလိုက်ပါပြောချင်ပါတယ်တိပြီးတော့လဲထုတ်ဖို့ပြောလိုက်စမ်းပါပြောလိုက်စမ်းပါပြောပြီးတော့လဲဆက်လိုက်စမ်းပါအဲ့ဒီသုံးချက်မြည်အောင်လုပ်တဲ့လူကလူတော်လူကောင်းပါပဲ